မြန်မာနိုင်ငံမှာလည်းပဲပဋ္ဌာန်းပဋ္ဌာန်းနဲ့ရွေးကြတယ်ပဋ္ဌာန်းပွဲတွေအလွန်များတယ်ဒါမကောင်းဘူးလို့ပြောရမှာမဟုတ်ဘူးရော့ကြလာတဲ့သဘောတစ်ခုကိုပြောပြတာနော်ချန်တင်းလုပ်တယ်ဆိုတာဖတ်တတ်လို့ရှိရင်အတိတ်ပဲနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေနှုတ်ကရွတ်တဲ့ခစ်ဒီအစင်လာတစ်ခုဟာလွန်မိုးကြီးစိုးလာပြီဆိုလို့ရှိရင်နောက်ကြလို့ရှိရင်အယွတ်မှာပဲလန်းဆုံးသွားမဲ့သဘောရှိတယ် ီဟာကကျွတင်ပြီးတော့မြင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရုပ်ဖတ်တရေဇေယုံနဲ့တင်ဘုရားရဲ့တရားတော်တွေဟာလမ်းဆုံးရမှာမဟုတ်ဘူးရသော်ဘုရားကိုယ်တိုင်ကဟုတ်တယ်ရုပ်ဖတ်တဲ့အခါမှာလည်းပဲအတိဘယ်တည်တည်နဲ့ရွတ်ရမယ်ရွတ်ပြီးတဲ့အခါမှာအတိဘယ်ကိုစဉ်းစားတတ်ရမယ်နားလည်ရမယ်ပါဆိုလိုတာ နားလေပြီးတော့ရှောင်ရမှာနဲ့ဆောင်ရမှာဘယ်ဟာကရှောင်ရမယ်ဘယ်ဟာကဆောင်ရမယ်ဆိုတာကိုသိရှိနားလေပြီးတော့လက်တွေ့ကျင့်သုံးခြင်းအသိဉာဏ်ရရှိခြင်းဆိုတဲ့ပုံမှာလမ်းဆုံးရမှာဖြစ်တယ်ပေါ့အခုကအသိဉာဏ်ရရှိမှုဆိုတဲ့လမ်းကြောင်းပေါ်ကိုမရောက်တော့ဘူးအတိတ်ပဲသိရှိခြင်းဆိုတဲ့လမ်းကြောင်းပေါ်လည်းမရောက်လာတော့ဘူး ਨੇ ရွတ်ဖတ်ခြင်းဆိုတဲ့ပုံမှာပဲ လမ်းဆုံးသွားရင်ဒါသာသနာတော်ဟာရော့ကြလာတယ်လို့ပဲခေါ်မယ်။တချို့ကတော့ဘုရားတန်တရားတန်ကြားနေရင်သာသနာကြားရတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်။သို့သောအနှစ်သာရပိုင်းရော့ကြသွားရင် ရော့ကြတယ်လို့ဒီလိုတွေ့ရ။အဲ့ဒီလိုဖြစ်လာနိုင်တယ်ပေါ့။ဘုန်းကြီးတို့ကိုရီးယားသွားတော့ကဒီလိုပဲမာယာနယဟန်လောင်းတွေကို training ပေးနေတာ။ လေးနှစ်တန်းတက်ပြီးမှယဟန်ခံခွင့်ရှိတယ်သူတို့စီမှာအဲ့ training ပေးနေတာဘာတွေတော့ဆိုရင်တညီတဲ့ရွတ်တက်ဖတ်တက်ဖို့လို့ဖះရှိခိုးတဲ့အခါမှာတညီတဲ့ဝင်လာတာကစပြီးတော့ဟိုစစ်တပ်များလို့ပေါ့ရွတ်တက်မှကြီးကောင်း uniformity ဖြစ်အောင်အဲ့ဒါကိုလေ့ကျင့်တာပဲများတယ်အနှစ်သာရပိုင်းကိုမေးကြည့်လိုက်တဲ့အခါကျတော့တိတ်ပြီးတော့မသိဘူး အဲ့ဒါဟာဆွေယုတ်ချင်းရဲ့မှတ်တရမှတ်သားလက္ခဏာတစ်ခုပဲနောက်တစ်ချိန်မှာဒီဘာသာတရားဆိုဒီမှာစလာတုန်းကလည်းဝေဒဘာသာဆိုတာဘာလို့ထားတုန်းဆိုနတ်ဖရာရဲ့ခုံကျေးဇူးတွေကိုရွတ်ဖတ်တရေစေခြင်းကစလာတာအဲ့ဒီကနေမြတ်စွာဘုရားပွင့်တဲ့အခါမှာ